ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့သတင်းနဲ့အတူလူမှုစကားသံအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။ငွေရှိရင်တော့ဝန်ဆောင်မှုကောင်းမွန်မှုထက်ကုန်ပစ္စည်းရှာရခတ်တဲ့မြန်မာပြည်မှာစိုင်းကွဲသစ်ဖွင့်လှစ်လိုက်တဲ့ထိုင်းကုန်တိုင်းမှာအလူရက်လာရောက်ဈေးဝယ်လာကြပါတယ်။ဒီသတင်းကိုကိုမြင့်သူကပြပို့ထားပါရဲ့ရှင်။ အော်တိုဘားလ19ရက်နေ့ကဖွင့်လှစ်လိုက်တဲ့ထိုင်းခြေဆိုင်မက်ခရိုကုံတရဲ့ခဝဲကြံဆိုင်သစ်ဖွင့်ပွဲကိုကွန်ပစ္စည်းဝယ်ရခတ်လာတဲ့ရန်ကုန်မြို့ကန်တွေအလူရက်အများပြားလာရောက်ခဲ့ကြပါတယ်။ခဝဲကြံမက်ခရိုအနီးမှာတာငါဟင်းဒီဟင်းရွက်ဈေးတန်းကလေးတစ်ခုရှိပေမဲ့လည်းဆိုင်သစ်မဖွင့်ခင်ကြိုပြီးလာဆောင်နေတဲ့အင်ရှင်မတူကအခုလိုပြောပါတယ်။မပြောသလိုဝန်ထမ်းတွေရဲ့ဆက်ဆံရေးကောင်းမှုနောက်ပြီးတော့ဈေးချုံမှုလက်ဆက်မှုအလေးချိန်ပြေးမှုပေါ့အဲ့လိုတခြားတဲ့အဲ့လိုကောင်းမွန်တဲ့ဟာကိုလိုချင်တာပေါ့ ပြီးခဲ့တဲ့2020ပြည့်နှစ်မှာမက်ခရိုကုန်တိုက်ကိုရန်ကုန်မြို့ကပဇွန်တောင်ဆက်ဆန်းမှာပထမအဆုံးလာရောက်ဖွင့်လှစ်ခဲ့ပြီး9နှစ်အကြာမှာမရန်ကုန်မြို့နယ်မှာရှိတဲ့ခဝဲကြံမှတ်တိုင်အနီးမှာထမှန်ဖွင့်လှစ်လာတာဖြစ်ပါတယ်။အော်တိုဘားလ15ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့မက်ခရိုရဲ့ခဝဲကြံဆိုင်ကွဲမှာလူတွေများပြားလွန်းလို့ဖွင့်ပွဲတက်ရောက်လာတဲ့မက်ခရိုရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ CM Macro Public Company Limited ကတာဝန်ရှိသူတွေမှထုတ်ကုန်ပစ္စည်းဝန်ဆောင်မှုတွေကိုအထူးတလဲပြောဆိုရှင်းပြမနေဘဲကုန်ပစ္စည်းချို့တဲ့လို့အလူရက်ဖြစ်နေတဲ့ မြန်မာဈေးကွက်ပေါ်မှာဝမ်းသာနေကြတာကိုတွေ့မြင်ရပါတယ်။အကြမ်းဖက်စစ်တပ်အဆက်ဆက်ဟာ1964ခုနှစ်ပြည်သူပိုင်သိမ်းလိုက်ပြီးတဲ့နောက်ပြည်ရင်းလူသုံးကုန်စားကုန်စတဲ့ထုတ်ကုန်အမျိုးမျိုးကိုထုတ်လုပ်တဲ့ပြည်သူပိုင်လုပ်ငန်းတွေဟာအညွန့်ချိုးလိုက်သလိုဖြစ်ခဲ့ပြီးအဲ့ဒီကလေးကထုတ်ကုန်လုပ်ငန်းဟာတရုတ်ထိုင်းနဲ့အခြားနိုင်ငံတွေကိုမိခိုလာရတာဖြစ်ပါတယ်။သွင်းကုန်ပေါ်မိခိုရတဲ့အများပြည်သူတွေဟာ ထုတ်ကုန်နောက်ဆက်တွဲအာမခံတဲ့ဝန်ဆောင်မှုတွေကိုမရရှိကြပဲနှစ်ပေါင်းများစွာနေလာခဲ့ရတယ်လို့အကျန်းဖက်စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာလည်းလမ်းကြောင်းအမျိုးမျိုးကဝင်လာတဲ့အတွင်းကုန်အမျိုးမျိုးပေါ်မှာပိတ်ဆို့တာဖမ်းဆီးတာတွေကြောင့်ကုန်ပစ္စည်းတွေရှားပါးပြက်လက်လာပြီးအစ်စ်ဖွင့်လက်လာတဲ့ထိုင်းကုန်တိုင်းအပေါ်မှာမျောလင်းချက်တကြီးနဲ့လာရောက်ဆောင်ဆိုင်တိုးဝိတ်ဝဲယူလာကြတာဖြစ်ပါတယ်။မြန်ကုန်းမြို့နယ်ကအင်းရှင်မတူကတော့စိုင်းမဖွင့်ခင်ကတည်းကလာရောက်ဆောင်ဆိုင်နေတာဖြစ်ပြီး မက်ခရိုမာလာရောက်ဝယ်ယူဖြစ်ပုံကိုအခုလိုပြောပါတယ်ဒီမက်ခရိုဆိုတာအခုမှစပွင့်မယ်ဆိုတော့ပထမတစ်ခုဖွင့်တော့ကလည်းတောက်ဝယ်ထားဘူးလေလေဝယ်ထားဘူးတဲ့အတွက်ကြောင့်မလို့ဒီမှာဈေးလဲချိုတယ်နောက်ပြီးတော့ကိုလိုဂျင်ရဲ့အသားကိုလည်းကိုစိတ်ကြိုက်ယူလို့ရတယ်ကွာဝယ်လို့ရတယ်အဲ့အတွက်ကြောင့်မလို့နောက်ကိုလိုဂျင်ရဲ့ brand ကိုလည်းသူကလိုချင်တဲ့လောက်ကိုတော့ဝယ်လို့ရတယ်ပေါ့နော်နောက်ဈေးနှုန်းလည်းချိုတာတယ်အလေးကြောက်တော့လည်းအပြေဝရရတဲ့အတွက်ကြောင့်မလို့ဒါမှမဟုတ်ဒီဥစ္စာကိုအားပေးတာပါမက်ခရိုနဲ့မြင်းနဲ့ချင်းဆိုင်မှာတော့ခဝဲကြံရက်ွက်သူရက်ွက်သားတွေအားထားခဲ့ရတဲ့ဈေးတန်းကလေးရှိပြီးတော့ ီဈေးတန်းကလည်းလိုအပ်ချက်နဲ့စီးပွားရေးအခြေအနေအမျိုးမျိုးမှာရှိနေတဲ့ရက်ွက်သူရက်ွက်သားတွေအတွက်ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းကြောင်းရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ရှင်။